ထိပ်တန်းမြန်မာအထက်ချုပ်ဆက်ရုံကအလို့သမားတွေဟာလိုင်းတန်ယာမြို့နယ်အတွင်းဆန္ဒပြဖို့ခွင့်ပြုချက်မရခဲ့လို့ဘူစိမန်ကွင်းကနေပြည်သူ့ဟစ်တိုင်ကိုလမ်းလျှောက်ချီတက်လာခဲ့ပါတယ်။ဒီလိုသမားတွေဟာတလားနဲ့ဆယ်ရက်စာရရှိဖို့ကြံနေသေးတဲ့သူတို့ရဲ့လစာကိုပြန်ပေးဖို့တောင်းဆိုဆန္ဒပြတာဖြစ်ပါတယ်။အလို့သမားတွေရုံတက်ရုံစင်ပုံမှန်လက်မှတ်ထိုးတာမျိုးသူတို့ရဲ့ရပိုင်ခွင့်လိုအပ်ခါဖြစ်တယ်လို့ပြောပြပါတယ်။ခိုးသမားတွေကလည်းဒီလောက်ခလစာပေးဖို့ဆုံးဖြတ်ထားပေမဲ့အလို့ရှင်ဘက်ကကြောက်လာတဲ့ခြင်းမရှိတာပါ။ အလို့သမားတွေလိုချင်တာများခဲ့ရင်နိုင်ငံတော်တမရအထိတင်ပြဖို့ရှိတယ်လို့မိုးစန္ဒာမြင့်ကပြောပြပါတယ်။ညီမတို့ရဲ့ဒီလောက်ကလာစာကတရားတော်တစ်ဖြစ်လောက်ကလာစာဖြစ်တယ်။သူတို့ပြောတဲ့သလိုအလို့အလို့ရှင်းနိုင်ဝင် အလုတ်တက်စဉ်၈နာရီချိန်ဝင်တယ်၄နာရီပွဲကိုပြန်ဆင်းရတယ်ဒါသူတို့ရဲ့သူတို့ပြောတဲ့အတိုင်းပဲသူတို့အလုတ်ချိန်ဝင်ညီမတို့ဝင်ရလောက်ကန်ပြီးတော့အတန်းတက်လက်မှတ်ကိုမှတဏ္ဍာရုံထိုးပြီးတော့အလုတ်လောက်ကန်ခဲ့တာဖြစ်တယ်အလုတ်ရှင်ကလည်းဒီလိုမျိုးလှုပ်ဆောင်နေတာဒီလိုမျိုးလှုပ်မားတွေကိုညှိမှန်းညက်ဆက်ပြီးတော့အချိန်နဲ့ကြာမြောက်ဆွဲဆောင်နေတယ်ဆိုတာဌာနဆိုင်ရာလူချင်းမိနေလည်းသိရှိပြီးပါပြီညီမတို့လှုပ်သမားတွေကမတရားတစ်ပြည့်ရလုံမို့တောင်းနေတာလည်းမဟုတ်ဘူးတရားတစ်ပြည့်တရားတော်နည်းလည်းတရားတော်ရပိုင်ခွင့်ကိုတောင်းနေတာဘာကြောင့်ဌာနဆိုင်ရာဝင်လူချင်းမိနေအနေနဲ့ကတိတိကျကျမြန်မြန်ဆန်ဆန်မှန်မှန်ကန်မဆောင်ရွက်ပေးနိုင်တာလေညီမတို့ကလည်းကိုယ့်ရဲ့ လှုပ်အားကကိုပြောရမယ်ဆိုအများပြည်သူလည်းသိတာစေခြင်းတို့ဌာနဆိုင်ရာလူကြီးမင်းတွေအပေါင်းကိုဥပမာတမနေပြည်တော်ကတမနာကြီးရဆာသိစေခြင်းနဲ့ဆန္ဒနဲ့ညီမတို့အခုလိုညီမတို့ရဲ့ဆန္ဒထုတ်ပေါ်မှုအခုလိုနောက်ဒုတိယကြိမ်ထုတ်ပေါ်ရခြင်းဖြစ်ပါတယ်လှုပ်သမားဝင်ကြီးဌာနကဖြည့်ရှင်းပေးတဲ့အခါလှုပ်သမား120ကဆဲယုံမှာပြန်လည်လှုပ်လှုပ်နေပြီးအခုဆန္ဒပြတဲ့120ကတော့အပြင်ထွက်ဆန္ဒပြတာဖြစ်ပါတယ်ထုံတမာရီကောင်စီကဆက်ရုံအပြင်ရောက်နေတဲ့အလို့သမားတွေကိုလောက်ခလာစာပေးဖို့ဆုံးဖြတ်ထားတာကို အလုပ်ရှင်ကအချိန်ဆွဲပြီးရုံးမတက်လာသေးဘူးလို့ဦးမြင့်ကျွဲကပြောပြပါဗျ။ဆယ်လာမိုင်းအတွက်လောက်ခလာစားကိုခုံတမာရီရောင်တိုင်းဒေသကြီးခုံတမာရီဘက်အဆုံးဖြတ်တယ်ဆုံးဖြတ်တာကိုဟိုမကျေနပ်လို့လို့ဆရာမကျေနပ်လို့ခုံတမာရီကောင်စီကိုတတ်တယ်ဟုတ်ကဲ့ဆရာခုံတမာရီကောင်စီကဆုံးဖြတ်ပြီးပြီအဲဆုံးဖြတ်ပြီးတဲ့အတွက်ငါးရက်စာရမယ်ဆိုဆယ်လာပိုင်းငါးရက်စာကိုသူစိတ်ဝင်ရတော့လောက်တမာရီကရပြီသူတို့ကစိတ်ဝင်ပြန်ရတော့လောက်တမာရီကမရသေးဘူးနောက်ဆက်တလာပိုင်းအတွက်ဒီတလာလို့ရလောက်ခလာစားကိုလည်းစိတ်ဝင်ရတော့လောက်တမာရီက သူက15ရက်စာနဲ့ဆင်ပြေလို့သူကအဝင်လို့နေသူတို့ကအဆင်မပြေတော့သူက15ရက်စာမယူဘူးတဲ့ဆိုတော့ခွန်သမားလေးဖွဲ့ကိုတက်တယ်ခွန်သမားလေးဖွဲ့တက်တော့ခွန်သမားလေးက9ရက်တလားဆုံးဖြတ်ပြီးပြီလို့ရှင်ကခွန်သမားလေးကောင်စီကိုတက်ပိုင်ဝင်လည်းရှိတယ်မတက်ဘဲနေမယ်ဆိုလည်းသူတို့ပေးရပေးရမှာလေလောက်ခလာစာလမ်းတစ်ချောင်းမှာလောက်ခလာစာပြေဝါရရှိရေးအလုံသမားဝင်ကြီးဌာနကဖိရောက်စွာဖြည့်ဆင်းပေးရေးဘိုးရီစတဲ့ကြွေးကြော်တန်တွေနဲ့အတူဆန္ဒထုတ်ဖော်ခဲ့ပါတယ်